်ဒီရှိမယ်အားနေချက်တွေလည်းရှိအားနေချက်တွေလည်းသိအောင်လုပ်ထားဖို့လိုလည်းပါတယ်ရေးကြည့်တာအားနေချက်တွေကိုလည်းသိမှသာလေအားနေချက်တွေကလည်းအားတာချက်တွေဖြစ်အောင်ပြောင်းလဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဲ့တော့အားနေချက်တွေကလည်းအားတာချက်တွေဖြစ်လာအောင်ပြောင်းလဲဖို့လိုလည်းပါတယ်အားနေချက်ကလည်းအားတာချက်တွေဖြစ်လာအောင်ကျွန်တော်တို့ကကိုယ့်ရဲ့အားနေချက်တွေကိုရှားရေးထားမယ်ပေါ့အဲ့ဒီနေရာမှာအားနေကိုယ်ကပေါင်းဆောင်ရွက်မှုမှာအားနေကိုယ်ပေါင်းဆောင်ရွက်မှုမှာအားနေအားတာချက်တွေဖြစ်လာအောင်ဘာတွေလုပ်ရမလဲ နော်အခုက presentation ကြည့်လူတွေမှာထွက်ပြီးတော့ပါတာအားနေတယ် assessment skill တွေနည်းလာနည်းလာလို့ရှိရင်မြန်အောင်လာအောင်ပြီးလို့ရတယ်အဲဘယ်သူဟောပြောနေတာထားမလဲအဲဒီလိုဒီတန်းနေတတ်တာဒါတွေကျွန်တော်တို့အားနည်းချက်တွေပေါ်မှာမို့ဒီမှာ skill အားနည်းချက်ကို strength ပိုင်းတွေကိုကြောင်းလေးရမှာဖြစ်ပါကြောင်းလေးနိုင်ဖို့တူရှိလို့ရှိရင်တင်ယူရမယ်အဲ့တော့ learn to change ပေါ့ကြောင်းလေးကိုလည်းတင်ယူပါနောက်တစ်ခုကတော့ change to learn ပေါ့တည်ဖို့တကိုကြောင်းလေးပါနော်အဲအဲ့လိုမျိုးလေးလောက်တိုင်းဆောင်ရမှာဖြစ်ပါနောက်တစ်ခါကျွန်တော်တို့အားတာချက်တွေရှိတယ် အာသာချက်တွေကိုအားနည်းချက်တွေဖြစ်မသွားအောင်လို့ပဲဒီဆိုင်နေထိုင်ဖို့လိုတာ။ဥပမာခုမှရှိတဲ့အာသာချက်တွေကိုခုကအငြင်းတဲ့ progress stage နေအောင်မလုပ်ဘူး။ deploy ဖြစ်နေအောင်မလုပ်ဘူး။ဒီတိုင်းတွေတိမ့်ထောင်ရဝက်ထားမယ်။ထုတ်ပြီးမသုံးဘူး။ apply မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်အာသာချက်တွေကအားနည်းချက်တွေဖြစ်နေတောင်းလေတောင်းလေ။အဲတော့ကိုကစာစီစာရရတဲ့ဒါမျိုးဆက်မလုပ်ဖြစ်ဘူးဆိုရင်စာစီစာရလည်းမေ့သွားနိုင်တယ်ပေါ့။ ကိုက presentation skill ကောင်းတယ်ဒါပေမဲ့ကိုကအဲဒီလိုမျိုးအများကို sharing လုပ်တာတွေမလုပ်ဘူးထုတ်ပြီးမပြောဘူးဒီတိုင်းရွေးနေနေရှင်တာ presentation မှာကိုအားနေသွားနိုင်တယ်ပေါ့နော်အဲတော့ကိုရဲ့ strength အတားချက်တွေကိုအားနေချက်တွေကိုပြန်မသွားအောင်ကျွန်တော်တို့က green cycle နဲ့ကောက်ဖို့လိုအပ်ပါတယ် sustainable development ကြည့်အောင် sustainable ပြည်သူတက်နေအောင်ပူးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ Last time ကလည်း weekend တွေဖြစ်မသွားအောင်လည်းပဲ ကိုကကိုရဲ့ plan လေးကိုပြောင်းလဲထားဖို့လိုအပ်ပါတယ်။ကိုအမြဲတမ်းအားသာချက်ကနေအားသာချက်ကြီးပဲချက်နေအောင်ကြိုးစားရမှာဖြစ်ပါတယ်။အားသာချက်ကနေအောင်ကြိုးစားရမှာဖြစ်ပါတယ်။အားသာချက်ကနေအားနည်းချက်ကိုပြောင်းသွားပြီဆိုရင်သူကအဲဒီဒီမိပွိုင်းနေမှာဆိုလို့ရှိရင်အဝါရောင်မိပွိုင်းလေးပြထားတယ်လို့ပြောပဲသူကသတိထားရမယ်အနေထားလေးရောက်သွားတယ်။တခါဒီအဲကျွန်တော်တို့မိပွိုင်းနေမှာဆိုလို့ရှိရင်ဒီအစိမ်းရောင်ကြီးရဲ့ ready နေထားလေးပေါ့အဲဆိုလို့ရှိရင်သွားလို့ရတယ်။ကိုနော်ကိုစက်တင်ပေါ့။ကိုရဲ့အဲ ဒါရည်ရထားတဲ့ setting အဲ career လမ်းကြောင်းတစ်လျှောက်ကိုသွားလို့ရတဲ့အခြေအနေထားမျိုးပေါ့။အနီရောင်ကတော့အားနည်းနေတဲ့အခြေအနေမျိုးဖြစ်တဲ့ကြောင့်ကိုကရှေ့ဆက်လို့မရသေးတဲ့အခြေအနေမျိုးပေါ့။အဝါရောင်ကတော့တတိထားမယ်အနေထားမျိုးပေါ့။ကိုက strong လည်းမဟုတ် weak နဲ့လည်းမဟုတ်အလေးကောင်းတစ်တည်းမှရောက်နေတဲ့အခါမျိုးဖြစ်ရှင်တာတတိထားရမယ်အနေထားမျိုးဖြစ်နေတာ။အဲဒါကြောင့်မို့အဲကျမတို့ဒီအဝါရောင်ဝိုင်းနေမှာပဲမနေဘဲနဲ့ဒီ weak နဲ့မှလည်းမနေဘူးပြီးလို့ရှင် strong နေဖြစ်အောင်ပြုစားပြီးတော့စိတ်အောင် ready ဖြစ်နေတဲ့အနေထားမျိုးဖြစ်အောင်ပြုစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။အဲဒါကြောင့် ိမိကိုယ်ကိုမြင်တွေ့တဲ့အောင် live regression ဆိုတဲ့ဘဝတိတ္တကိုအတွက်ဆိုရှင် strength အတတ်ချက်တွေအများကြီးရှိတာအောင်ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အားနည်းချက်တွေကိုချရေးထားမယ် list တွေလောက်ထားမယ်အားသာချက်တွေကိုအားနည်းချက်တွေမဖြစ်အောင်အားနည်းချက်တွေရနဲ့အားသာချက်တွေဖြစ်အောင်ဒီစားဒီဆိုင်မိမိကိုယ်ကိုမြင်ပြီးစူးစမ်းရှောက်ပြီးတော့တွေ့တဲ့အောင်လုပ်ကန်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။